င်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့နိုဝင်ဘာလ18ရက်နေ့အတွက်နောက်ဆုံးရသတင်းတွေကိုပြောပြပေးမှာဖြစ်ပါတယ်ရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိပုံမှန်တင်ဆက်သွားပါမယ်ရှင်ထိုင်းမြန်မာနယ်စပ်ကမောတောင်မြို့ကိုလက်လွတ်လိုက်ရတဲ့အတွက်စစ်ကောင်စီကကန်ယူရန်စစ်ဌာနချုပ်ကာယခတိုင်းမှုဘူချုပ်ကျော်ကျော်ဟန်ကိုစစ်တပ်ကစစ်ဆေးနေတယ်လို့ပြည်တွင်းသတင်းတချို့ကဖော်ပြထားပါတယ် မောတောင်မျိုးကနိုဝင်ဘာလ14ရက်မှာကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့တော်လှန်ရေးတပ်တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်နိုဝင်ဘာလ15ရက်မှာတော့ဘိမ်းမြို့နယ်ရှိကာယခတိုင်းရုံးမှာတိုင်းမှုစစ်ဆေးခံရတယ်လို့ဆိုပါတယ်လောင်လုံမျိုးနဲ့ညမော်ကြီးရွာဘက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်တပ်ကဒေသခံနှစ်ဦးကိုပြစ်တက်ခဲ့တယ်လို့သိရပါဗျ။ပြစ်တက်ခံရသူတွေဟာအသက်50ဝန်းကျင်အရွယ်အမျိုးသားနှစ်ဦးဖြစ်ပြီး ဲ့ဒီထဲမှာစိတ်ကြမ်းမရေးချို့ရွေးနေတဲ့ဥဝင်းနိုင်ဆိုသူလဲပါတယ်လို့သိရပါတယ်။သူတို့ရဲ့အလောင်းတွေကိုစစ်ကြောင်းရွာတွေကထွက်ခွာသွားလို့ရွာသားတွေရွာတွေကိုခိတပြန်ဝင်တဲ့အချိန်အခုလ73ရက်နေနဲ့76ရက်နေတွေမှာတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။မိုးကုတ်မြို့ကန်တွေဟာတိုက်ပွဲပြန်ဖြစ်မှနဲ့လေကြောင်းတိုက်ခိုက်မှာကိုစိုးရိမ်တာကြောင့်မြို့ကနေတိမ်းရှောင်နေကြတယ်လို့ဒေသခံတွေနဲ့ပြည်တွင်းသတင်းတွေရဲ့ဖော်ပြချက်အရသိရပါတယ်။ ိုးကုံမြို့ကန်တွေဟာမန္တလေး၊လားရှိုးစတဲ့နီးစပ်ရာဒေသအသီးသီးကိုလည်းထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သိရပါဗျ။တရုတ်ကြောင်ဝင်မှုနဲ့တအောင်းတက် DNL ကသူတို့ထိန်းချုပ်ထားတဲ့မိုးကုံမျိုးကနေဆုတ်ခွာမယ်ဆိုတဲ့နောက်တော်လိုင်းရေးတက်တချို့ကမိုးကုံကိုကာကွယ်မယ်လို့ပြောဆိုထုတ်ပြန်ထားကြပါတယ်။တနင်္သာရီမျိုးနယ်မှာစစ်အုပ်စုတပ်သားတအူလက်နက်နဲ့တကွာပတ်ပြောင်းလာတယ်လို့တနင်္သာရီပကဖာကထုတ်ပြန်ပါတယ်။ အောက်ကင်းရွာအခြေဆိုင်ခမရ99ခွန်တရင်မှာတပ်သားမောင်စုံဖြစ်ပြီးအော်တိုဘာလတရက်နေ့က MA1 တလက်ကြီပေါက်9ပေါက်ကြီ220တောင်းနဲ့အလင်းဝင်လာတာလို့ဆိုပါရယ်အလင်းဝင်လာတဲ့တပ်သားကိုဘေးကင်းလုံခြုံတဲ့နေရာမှာစီစဉ်ဆောင်ရွက်ပေးထားတယ်လို့လည်းထုတ်ပြန်ထားပါရယ်စစ်တပ်ကအာရှလမ်းပေါ်ကတင်ငန်းညီနောင်မျိုးကိုထိန်းချုပ်ပြီးနောက်မွန်ပြည်နယ်အာရှလမ်းပိုင်းဖြစ်တဲ့ကြိုက်ထုတထုံလမ်းပိုင်းကိုအုံပြုပြီးဖက်ပုံမျိုးကိုဝင်ရောက်ဖို့ပြင်နေတယ်လို့သိရပါရယ် စစ်တပ်ကကြိုက်ထုတ်တထုံလန်းတလျှောက်လုံးမှာယာနဲ့ချီတဲ့စစ်အင်အားတွေချထားသလိုကရင်မျိုးသားအစည်းအရုံး KNU တမဟာ9နယ်မြေဖတ်ပုံကိုစစ်တပ် BGN နဲ့ DKBA တို့ပူးပေါင်းပြီးစစ်ကြောင်းထိုးနေတယ်လို့ဆိုပါတယ်။လူသားမျိုးနဲ့အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေမှာပြစ်မှုထင်ရှားတာကြောင့်ဆိုပြီးဘင်္ဂလားဒေ့ဝန်ကြီးချုပ်ဟောင်းရှိခါစီနာကိုဘင်္ဂလားဒေ့အထူးတရားရုံးကနိုဝင်ဘာလ18ရက်မှာမျက်ကွယ်သေးတဲ့အမိန့်ချမှတ်လိုက်ပါတယ်။ ီးခဲ့တဲ့နှစ်အတွင်းလူသေးကြစီခဲ့တဲ့ဆန္ဒပြပွဲတွေ ဖြိုခွင်းမှုနဲ့ပတ်သက်ပြီးဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာအပါအဝင်ပြည်ထရေးဝင်ကြီးဘင်္ဂလားဒေ့ရဲချုပ်ဟောင်းတို့ကိုလက်ရှိအာဏာပိုင်တွေကစွဲချက်၅ခုနဲ့တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။လက်ရှိမှာအသက်၈၈နှစ်အရွယ်ရှိတဲ့ဝင်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာဟာအိန္ဒိယနိုင်ငံမှာခိုလုံနေတာကြောင့်တရားရုံးကမျက်ကွယ်အမိန့်ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ တနင်္သာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။